င်္ဂလာပါမြရှိနာသတင်းချန်ရဲ့အပတ်စဉ် TV အစီအစဉ်ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီအစီအစဉ်မှာကချင်ပြည်နယ်အတွင်းကသတင်းနဲ့သတင်းဆောင်ပါတွေအပြင်ဒိုင်းအသားလူမျိုးစုတွေရဲ့အတန်းတွေကိုစူးစစ်တင်ဆက်ပေးမှာဖြစ်ပါတယ်ကချင်ပြည်နယ်ကတရုတ်နယ်စပ်ကိတ်တွေပြန်ဖွင့်ပေမဲ့73စီတင်သွင်းခွင့်မရသေးပါဘူးလမ်းဖြတ်စီပြီးဆောက်လုပ်ရေးပစ္စည်းတွေတည်ယူလို့မရသေးတာကြောင့်ခေါင်းလံဖူးမြုပ်နယ်ရီဒမ်ဂျေရာကအကြောင်းသူအကြောင်းသားတွေဟာယာယီစာတင်ဆောင်တွေမှာစာတင်ကြားနေရဆဲဖြစ်ပါတယ် ဘေးကောက်ဝင်ရက်တတ်မှတ်ပြီးစစ်ကောင်ရှင်ကကချင်ပြည်နယ်အတွင်းထိုးစစ်ဆင်တိုက်ခိုက်တာတွေပုံမှုလှုပ်ဆောင်လာတဲ့အချိန်တွေကိုလည်းတင်ဆက်ပေးမှာဖြစ်ပါတယ်ကချင်ပြည်နယ်ကတရုတ်နယ်စပ်ဂိတ်တွေပြန်ဖွင့်ပေမဲ့73စီတင်သွင်းခွင့်မရသေးပါဘူး။ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIO KIA ထိန်းချုပ်ထားတဲ့ကချင်ပြည်နယ်အတွင်းကတရုတ်နယ်စပ်ဂိတ်တွေကိုတရုတ်ဘက်ကပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပေမဲ့ စားတောက်ကုန်နဲ့ဆောက်လုပ်ရေးပစ္စည်းတွေဒါတည်ယူတင်သွင်းခွင့်ပြုထားတယ်လို့ KIO KIA တည်တင်းနဲ့ပြန်ကြားရေးတာဝန်ခံဘုံကြီးတော်ဘူးကပြောပါရယ်။နေမုံဆွမ်းနေရအလူနာရှာနာလဲစားတုံးကုန်ပစ္စည်းငါဖွယ်ကုန်ဗလန်နိုင်ဘဲငါအနကကဒီလက်ကားစနဲ့ဖီစနဲ့ဒီဖမုံအရှလိုက်မယ်ခရငါပြင်တဲ့ဆန်အရိုင်းနေအောက်ချက်ဆောင်းနေဒါဒနဝရန်ဒီအီလက်ထရိုနစ်ဆန်အရိုင်းနေကိုရတုခါပေါ်ခန့်ကြောရှိတယ်ဒါနေကိုသူ့ထောက်ပေါင်းပါ ပြည်သူတွေအနေနဲ့ရက်အကန့်တန်တဲ့တရုတ်နိုင်ငံကိုအလဲပတ်သွားတာမျိုးနဲ့ဈေးတော်ကူတာမျိုးတွေကိုလည်းတရားဝင်ခွင့်ပြုထားပေမဲ့အလုတ်သွားလို့ဖို့အတွက်တော့ကြားသိထားတာမရှိဘူးလို့လည်းဆိုပါရယ်။နေဆာကိတ်တွေကိုအရင်ကတည်းကတရုတ်နိုင်ငံဘက်ကတာပိတ်လိုက်တာဖြစ်ပြီး KOKA အနေနဲ့ဂိတ်တွေကိုပိတ်တာမျိုးမရှိခဲ့တာကြောင့်ဒီဂိတ်တွေကိုပြန်ဖွင့်ဖို့တရုတ်နိုင်ငံနဲ့ဘာသာဘောတူညီမှုမှရယူထားခြင်းမရှိဘူးလို့ဘုံမကြီးနော်ဘူကပြောပါရယ်။နေဆာကိတ်တွေဖြစ်တဲ့ကမ်ပိုက်တီလွယ်ချက်ပန်းဝါဖီမောမန်ဝင်းအုံလုံး လိုင်ဇာစတဲ့ဒေတာရှိနေဇက်ဂိတ်တွေအားလုံးကိုအော်တိုဘာလ24ရက်နေ့ည7နာရီကစပြီးတရုတ်နိုင်ငံဘက်ကတရားဝင်ဖွင့်ပေးလိုက်တာလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်။တရုတ်နိုင်ငံဘက်က73စီတွေဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေမဝင်တဲ့အတွက်ဝိုင်းမော်နဲ့မချင်းနာမြို့နယ်အတွင်း73စီနဲ့ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဈေးမြင့်တက်နေဆဲဖြစ်ပါတယ်။ နေဆက်ကိတ်ကိုတရုတ်နိုင်ငံဘက်ကနေမနစ်ကစပြီးနေဆက်လုံချုံရဲ့အရာပိတ်လိုက်တယ်လို့ဆိုပေမဲ့မြန်မာနိုင်ငံဘက်မှာသူတို့လုပ်ကင်နေတဲ့ tissue ငပြောနဲ့မြေရှားတတုလုပ်ငန်းအထွတ်လိုအပ်တာတွေကိုတည်ယူချိန်မှာတော့ဖွင့်တာမျိုးရှိရလို့သိရပါတယ်။ KIA ဟာကချင်ပြည်နယ်အတွင်းကတရုတ်နယ်ဆက်ကိတ်အားလုံးကိုမနစ်ကထိုးစစ်အတွင်းမှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။လမ်းပြစီပြီးဆောက်လို့ရပစ္စည်းတွေတည်ယူလို့မြတ်သေးတာကြောင့် ခေါလံဘူးမြို့နယ်ရီဒမ်ကြီးရွာကကျောင်းသူကျောင်းသားတွေယာယီစာတင်ဆောင်တွေမှာစာတင်ကြနေရဆဲဖြစ်ပါတယ်ကျောင်းဆောင်ပြန်လေတိဆောက်ဖို့ဘတ်ဂျက်ချပေမဲ့လမ်းပြစီပြီးဆောက်လုပ်ရေးပစ္စည်းတွေတည်ယူလို့မရတဲ့အကြောင်းယာယီကျောင်းဆောင်အရင်ဆောက်လုပ်ဖို့ပြင်ဆင်နေကြရဲလို့ Freedom ချေးရွာနေနေသတူတူကမစ္စနာတရင်ကြောင်းကိုပြောပါရယ်အခုလက်ရှိချိန်ကြီးကတော့အတွင်းတော်ဘုရားကျောင်းနဲ့ဆွေးပေးခမှာယာယီနေနဲ့ဒီမှာဆောက်တင်ရတယ်အခုဒီလုံမာလာမှာယာယီကျောင်းဆောင်ဆောက်တယ် အစိုးရလမ်းကမပေါက်သေးတော့ဘလို့မှအကျိုးရှိတယ်ပေလို့မရတဲ့အချိန်ကျတော့ဒီအကျိုးရကြောင်းကိုမတူတော့တယ်ဒီမှာတစ်ခါကြည့်ပြီးမှမိုးကောင်နဲ့ဒီအရောင်ကြောင်းဆောင်ဆောက်တယ်လို့ပြောတာ ။ကျောင်းဆောင်မျိုးပါသွားရင်နောက်ကျောင်းသူကျောင်းသားတွေကိုဖះကျောင်းနဲ့စေပေခန်းတွေမှာခွဲပြီးစတင်ကြနေပေမဲ့ရရှိအတွက်အဆင်မပြေတော့ယာယီကျောင်းဆောင်မဖြစ်မနေလိုအပ်တာကြောင့်လွန်ဘာလမှာဆုပ်လုပ်သွားဖို့ရှိရလို့သိရပါတယ်။ Redominic Colin Pooja လန်ကောင်းပေမဲ့ Redominic နောင်မွန်ပူဇော်ဆက်သွယ်ထားတဲ့လန်ဆလုချက်နာကပျက်စီးနေတဲ့လန်တွေကိုမပြုတ်ပြနိုင်တဲ့အကြောင်းစင်ကင်းနေပဲတော်လာလို့ရသေးတယ်လို့ဆိုပါတယ်။ Redom ကျေးရွာမှာကျောင်းသူကျောင်းသားအယောက်60ကျော်ရှိပါတယ်။လက်တလုံးမှာတော့ စင်ကနေဒေါ်လာလိုရတဲ့အတွက်စာရေးကရူရတွေအရင်ကလောက်အခက်အခဲဖြစ်တာမရှိတော့ဘူးလို့လည်းသိရပါဗျ။ပြီးခဲ့တဲ့မေလကုန်အပတ်ကမော်ဒတန်ဆွာရွာတွင်ပြီးမြေရွေမြင့်တက်လာတာကြောင့်ရီဒမ်ဂျီရွာကလူနေတချို့နဲ့စာတင်ကျောင်းဆောင်နှဆောင်ရေတွေမြောပါသွားခဲ့တာဖြစ်ပါတယ်။ကော်လံဘုမျိုးနေဟာလမ်းပန်းဆက်တို့ရဲ့ခက်ခဲတွေဒေတာတစ်ခုဖြစ်ပြီးရတ္တိဥဒုဆိုရွာကြောင့်လမ်းပြည့်စီမှုတွေမကြာခဏဖြစ်ပေါ်လေရှိတဲ့ဒေတာဖြစ်ပါတယ်။ ဖူကောင်းဒေသလီတိုလက်မနေဒွန်ပန်ကျေးရွာနဲ့မန်ပန်ကျေးရွာတွေမှာ အာနာသိန်းချိန်ကစပြီးလေးနှစ်အတွင်းကျွဲနွားအကောင်ကြီးတရားကြောထက်မနည်းပျောက်ဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်အာနာသိန်းပြီးတဲ့နောက်ပိုင်းကျွဲနွားပျောက်ဆုံးမှုတွေပုံများလာပြီးခိုးယူတပ်ဖြတ်စားတောက်လိုက်တာဖြစ်တယ်လို့ဒေသခံတွေနဲ့နှိစပ်သူတို့ကမြစ်ချနာတဲ့ရင်ချနယ်ကိုပြောပါတယ် ုံဘောင်နဲ့မန်ပန်းချာမှာစစ်ကော်မရှင်တရဲ့ခလာယာနစ်ကိုရှိတသခန်ရှိပြီးအဲဒီကတတတချို့နဲ့လွာသွင်းကမူရဲ့တုံးဆွဲသူတချို့တို့ပေါင်းပြီးဒေတာခန်တွေရဲ့ကျွဲနွားတွေကိုခိုးယူတယ်လို့ပြောဆိုကြပါတယ်။အော်တိုဘာလာအသွင်းမှာပဲကျွဲနွား၅ကောင်လောက်ပျောက်ဆုံးခဲ့လို့လည်းဆိုပါတယ်။ဒါအပြင်အော်တိုဘာလာ23ရက်နေ့ကလည်းတုံဘောင်ချေးဝအသွင်းကနွားခိုးယူနေသူတို့အုပ်ကိုလက်ပူးလက်ကျပ်အချိန်မီဖမ်းဆီးရရှိမိတာရှိရလို့နောက်ထပ်နှိစက်သူတို့အုပ်ကလည်းပြောပါတယ်။ ပြီးခဲ့တဲ့2023ခုနှစ်တုန်းကလည်းကျွေးနွားပျောက်ဆုံးမှုတွေရှိခဲ့ပြီးနွားတချို့ကိုတင်းနှက်နဲ့ပြစ်တဲ့အပြင်ဓာတ်ရုံနဲ့ခုတ်ယူတာတွေရှိရလို့ဒေတာခန်တွေနဲ့နှိစတဲ့တည်င်းအရေးမြစ်တွေစီကနေတဆင့်ကြားသိရပါတယ်2022ခုနှစ်တုန်းကလည်းမေလပိုင်းကနေအောက်ကလအတွင်းတံပန်ရွာထဲကနွားအကောင်30တမနဲ့ပျောက်ဆုံးမှုရှိခဲ့လို့သိရပါတယ်အဲ့ဒီအချိန်တုန်းကပျောက်ဆုံးသွားတဲ့နွားတချို့ကိုရွာအနီးမှာတပ်စခန်းချထားတဲ့တပ်စခန်းကစစ်တပ်ရဲ့တပ်သားတွေတပ်စားတွေဆိုတာတပ်တည်နေတဲ့ကွာတွေးမိရရှိခဲ့လို့လည်းဆိုပါတယ် ဒါအပြင်2023ခုနှစ်ကကျွဲနွားခိုးယူတဲ့အထက်ရွာအနီးမှာစခန်းချထားတဲ့ခလာယာနစ်ကိုရှိတက်ကတတတချို့လည်းပါဝင်နေပြီးခိုးယူတဲ့အဖွဲ့တွေဟာအသားရောင်းဆိုင်ရွှေမော်တွေဘက်ကိုပို့ဆောင်ရောင်းဝယ်တာတွေပြုလုပ်ကြတာလို့ထပ်မံသိရှိရပါတယ်။တုံပန်နဲ့မန်ပန်ချေးရွာကဒေသခံပြည်သူတွေတနိုင်တပိုင်မွေးမြူထားတဲ့နွားအကောင်ရင်900ထက်မနည်းရှိပြီးလက်ရှိအချိန်ထိလည်းကျွဲနွားတွေပျောက်ဆုံးနေဆဲဖြစ်တယ်လို့သိရှိရပါတယ်။ စစ်ကောင်စီကရွေးကောက်ပွဲအပိုင်းနဲ့ကျင်းပမယ်လို့ကြေညာလိုက်တဲ့မြို့နယ်တွေထဲမှာကချင်ပြည်နယ်ကမြို့နယ်၃မြို့နယ်ထပ်ပါဝင်လာပါတယ်။ အဲ့ဒါတွေကတော့မိုးကောင်းဝိုင်းမော်နယ်မချမ်းပေါ်မြို့နယ်ဖြစ်တယ်လို့စစ်ကောင်စီလက်အောက်ကပြည်ထောင်စုရေကောက်ပွဲကော်မရှင်ကအော်တိုဘာလ28ရက်နေ့မှာကြေညာလိုက်တာပါ။ကချင်ပြည်နယ်မှာတော့မြို့နယ်16မြို့နယ်ရှိပြီးစစ်ကောင်မရှင်ကလုံမဲ့ရေကောက်ပွဲအပိုင်းတင်မှာ6မြို့နယ်ပါဝင်ပြီးအပိုင်းနှစ်မှာတော့3မြို့နယ်ပါဝင်တာကြောင့်စစ်စုပေါင်း9မြို့နယ်ဖြစ်လာပါတယ်။ဒီဇင်ဘာလ28ရက်နေ့မှာလုံမဲ့ရေကောက်ပွဲအပိုင်းတင်မှာတော့ မြစ်ချနာတနိုင်ခေါလံဖူနောင်မပူတာဝန်နဲ့မုံညင်းမျိုးနယ်တို့ပါဝင်ပါတယ်။ကချင်ပြည်နယ်ချင်းမှာယူကောက်ပွဲမလုပ်ဘူးလို့စစ်ကော်မရှင်ကကြေညာထားတဲ့မျိုးနယ်တွေကတော့ချစ်ဖွေ၊စော်လော်၊စွန်ပရာဘုံနဲ့ဂျန်ယောင်မျိုးနယ်တို့ဖြစ်ပါတယ်။ ဒါပေမဲ့ကချင်လူလတ်ရအဖွဲ့အစည်းခန့်ဟုခန့်အေတိမ့်ပိုက်တင်းချုပ်ထားတဲ့နေမြေတွေချင်းမှာတော့84မြို့နေသားမကမိုးမောင်းနဲ့မန်စီလဲပါဝင်ပါတယ်စစ်ကော်မရှင်ကတော့မန်စီမှာရေကောက်ပွဲကျင်းပမယ်လို့မကြေညာသေးပေမဲ့အဲ့ဒီမြို့နေကဝင်ပြိုင်မဲ့ပြည်ခိုင်ဖြိုးပါတီရဲ့ကိုယ်စားလှယ်လောင်းတယောက်ရှိနေပါတယ် ဒါပေမဲ့တခြားဝင်ပြိုင်မဲ့သူမရှိတာကြောင့်စစ်ကော်မရှင်ရဲ့ဥပဒေအရအဲ့ဒီမျိုးမှရွေးကောက်ပွဲလုပ်เสียမလို့ပဲတယောက်တည်းဝင်ပြိုင်တဲ့ကိုစလင်လောင်က KIA ကထိန်းချုပ်ချတဲ့နေမြေဖြစ်ပေမဲ့လည်းမေးဆွေစရာမလို့ပဲအနိုင်ရရှိမှာဖြစ်ပါတယ်လက်ရှိအချိန်မှာတော့လာမယ့်ရွေးကောက်ပွဲအတွက်ပြခိုင်ပြိုးပါတီဟာကချင်ပြည်နယ်ခြေကမေးစံတနယ်လေးခုမှပြိုင်ပတ်မရှိတာကြောင့်အခုကလေးကအနိုင်ရချပါတယ်။မပြိုင်ပွင့်နဲ့နိုင်နေတဲ့ဒူတွေကတော့ ပြည်သူလူတော်နေရာတွေအတွက်နောင်မွန်မဥရေတမ်တောင်မန်စီမာဥကုံဆန်နဲ့ရှီကူမာဥကျော်ဝင်းတို့ဖြစ်ပြီးပြည်နယ်လူတော်နေရာအတွက်ရှီကူမာဥအောင်နိုင်တို့ဖြစ်တယ်လို့တည်ရပါတယ်ကေဝကေအနေနဲ့ကတော့သူတို့ထိန်ချုပ်ထားတဲ့ဒေသတွေမှာရွေးကောက်ပွဲကျင်းပခွင့်ပြုမှာမဟုတ်ဘူးလို့ပြောဆိုထားပါတယ်။ရွေးကောက်ပွဲရက်သတ်မှတ်ပြီးစစ်ကောင်စီက ကချင်ပြည်နယ်အတွင်းထိုးစစ်ဆင်တိုက်ခိုက်တာတွေပုံမှုလှုပ်ဆောင်လာပါတယ်။ကချင်ပြည်နယ်အတွင်းရွေးကောက်ပွဲအပိုင်းတစ်ပြုလုပ်မဲ့နယ်မြေတချို့ကိုစစ်ကော်မရှင်ကတမတ်ကျင်းညာလိုက်ပြီးနောက်ပိုင်းလေကြောင်းတိုက်ခိုက်မှုပုံမှုလှုပ်လာနေတယ်လို့တိုက်ပွဲတွေလည်းခက်စိတ်စိတ်ဖြစ်လာနေတာပါ။စစ်ကော်မရှင်တပ်ဟာတိုက်ပွဲဖြစ်ပွားရာနေရာတွေတမကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့နေရာတွေမှာပါလေရင် drone တွေနဲ့လေကြောင်းတိုက်ခိုက်မှုခက်စိတ်စိတ်ပြုလုပ်လာတာကိုတွေ့ရှိရပါတယ်။အော်တိုဘလာအတွင်းမှာပဲဖက်ကန်ဒေတာဆော်လိုမျိုးနဲ့ လန်ဆဲဂျီဝါအပြင်မချောင်းပေါ်မြို့နယ်အင်ခါကားနေရာတွေဘက်လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KIOKA ဌာနချုပ်လေဆာမျိုးအတွင်းကိုပါအသေးခံ drone နဲ့တိုက်ခိုက်ခဲ့ပါတယ်ရွေးကောက်ပွဲနီးလာတာကြောင့်နေမြေစိုးမိုးထိန်ချုပ်နိုင်ရေးလေကြောင်းနဲ့ဘုံကျဲတာတွေအပြင်းထန်ပြုတ်လုနေတာတွေ့ရတယ်လို့သူတို့လည်းလွတ်ဆုံးရှုံးခဲ့တဲ့မြို့နယ်တွေမှာမဲပုံးထောင်နိုင်ဖို့အတွက်ပြည်သူလူထုကိုလုံခြုံရေးပျော်ကွယ်တဲ့သဘောမျိုးနဲ့အခုလိုမျိုးလေကြောင်းနဲ့တိုက်ခိုက်တာဖြစ်နိုင်ရလို့ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KIOKA တရနဲ့ပြန်ကြားရေးတာဝန်ခံ ဘုံမူကြီးနော်ဘူကတုံးတက်ပြောဆိုပါတယ်သာသာသာပဲကနဲ့သူတို့တို့ကိုချူတဲ့နေရာမှာဘုံချဲတာတော့တော့တော့ခုပဲဘုံချဲတာတော့ဘုံပါဘူး။ဒါမဲ့ခုဒီချိန်မှာတော့ဘုမခတ်တဲ့ချင်းလာတာကိုတွေ့ရပါရဲ့။အာကျော်လို့ဒေါ်လာကြီးအဖွဲ့ကြီးကိုမထောက်ခံဖို့အတွက်ဒီလိုတို့ကိုချင်းချောက်တဲ့အတော်မျိုးနဲ့ဒီလိုတို့ရှိတဲ့ဘက်မှာဘုံချဲတာလည်းနဲ့ကြီးနဲ့ချလာတယ်။ဒါလည်းဖြစ်နေတာနော်။နောက်ဟိုကနပြောနေအဲမင်းဆွေတဲ့ပုံပါလို့နဲ့ပြစ်တာလည်းဖြစ်နေတာပေါ့နော်။ စက်တင်ဘာလနဲ့အောက်တိုဘာလကကချင်ပြည်နယ်အတွင်းနေရာတော်တော်များများမှာစစ်ကော်မရှင်တပ်ဖွဲ့ကစစ်ကြောင်းထိုးပြီးဗမာဘက်မှလည်းနေ့တိုင်းတိုက်ပွဲတွေဖြစ်နေတယ်လို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ်တို့ကလည်းနဲ့ကြီးလုံးစုံတဲ့ပြစ်ဒီမှာနေဒီမှာနဲ့ပြန်မမလိုက်ရှင်းတဲ့ပုံစံမျိုးနဲ့တို့တို့သူတို့ချင်တာတွေ့ရပါတယ် တော့ခေါ်ဝိုင်းမော်တို့ဖပန်တို့လောင်ဆယ်တို့တက်နာပက်ဘောတော့မြေတိုင်းတို့ပြပါလေတော့လေကြောင်းနဲ့တက်ခက်ပုံကျတာတွေလည်းတော်တော်များများမှာပြပါတယ်ဒါကြောင့်လူချင်းပြင်းရဲ့ပြည့်ရဲ့ချင်းနေတော့ပြင်းမာတဲ့အမြင်ထားလို့ပြောလို့ရပါတယ်အော်တိုဘားလာတလအတွင်းကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့စစ်ကော်မရှင်တို့ကြားမြေပြင်ထိတိုက်တိုက်ပွဲအကြိမ်100ကျော်လောက်ရှိရလို့သိရှိရပါတယ်။ဒါအပြင် Jet Fighter, Rocket ပစ်တာတွေ, Y-12 အမျိုးအစားနဲ့တိုက်ခိုက်တာတွေရှိတာကြောင့် လေကြောင်းတိုက်ခိုက်မှုဟာအရင်လနဲ့နှိုင်းရှင်အော်တိုဘားလအတွင်းပိုးဆိုးတဲ့သဘောမျိုးရှိရလို့လဲဆိုပါတယ်တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ပြည်သူလူထုရှိတဲ့နေရာအပြင်သူတို့မတင်ကြတဲ့တောတောင်မှာဘုံကျဲတာတွေလှုပ်ဆောင်တာရှိနေပြီးအော်တိုဘားလ23ရက်နေ့တရက်တည်းမှာကိုဖက်ကန်ဒေတာ KIA တိုင်ရင်6တရှိရာနေရာကိုစစ်ကော်မရှင်ကဝိုင်ထွဲဘုံအလုံး40လောက်ကျဲချတိုက်ခိုက်ခဲ့ပါတယ်ဒါပြင်ပြခဲ့တဲ့စက်တင်ဘာလ18ရက်နေ့မှာရွှေကုံမြို့နယ်က KIA ထိန်းချုပ်ရာနေမြေပတ်စစ်ကော်မရှင်ကလေရင်ဘုံကျဲတိုက်ခိုက်တာကြောင့် စစ်တပ်နန်းတယောက်နေသူ18ယောက်တိဆုံးခဲ့ပါတယ်စက်တင်ဘာလ22ရက်နေ့ကလည်းကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်ထားတဲ့ဆော့လော်မြို့နယ်လန်ဆယ်ရွှေမော်ဒီရဘတ်လေနဲ့နှစ်ကြိမ်ဘုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူ2ဦးတိဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေရှိခဲ့ပါတယ်ဝိုင်းမော်မြို့နယ်စတုံမြို့အတွင်းစက်တင်ဘာလ29ရက်နေ့ကတိုက်ပွဲဖြစ်ပွားတာမရှိဘဲလေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အရတားပြည်သူ71ဦးသေဆုံးပြီး6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ် အဲ့ဒါကြောင့်စက်တင်ဘာလအတွင်းမှာကချင်ပြည်နယ်ဘက်စစ်ကော်မရှင်ရဲ့အလေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးသူ30ဦးအထိရှိခဲ့တာပါ။ဖကနေတာဘက်မှာလည်းဩဂုတ်လနဲ့စက်တင်ဘာလအတွင်းစစ်ကော်မရှင်တပ်ဘက်ကနေလက်နက်ကြီး drone နဲ့ဘုံးကျဲတိုက်ခိုက်တာတွေခက်ဆိတ်ဆိတ်ပြုလုပ်လာပြီးမစ်ချနာတဲ့င်းဂျာနယ်ရဲ့ကောက်ယူထားနိုင်တဲ့စည်ရင်အရာစစ်ကော်မရှင်ရဲ့ drone လက်နက်ကြီးပစ်ခတ်မှုအတွင်းဖကနေတာခံပြည်သူ15ဦးတေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေပါရှိခဲ့တာပါ။ စစ်ကောင်မရှင်အနေနဲ့တော်လိုင်းရေးနယ်မြေတွေတာမကအရတားပြည်သူတွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်နေရလို့မြင်မိတဲ့အကြောင်းစစ်ကောင်မရှင်ရဲ့လေရင်ဒရုန်းတွေနဲ့လေကြောင်းတိုက်ခိုက်မှုအပေါ်နိုင်ငံရေးတုံ့တက်လေလာသူတူကလည်းမကျေနပ်သတင်းချာနယ်ကိုအခုလိုပြောပါဗယ်လေကြောင်းနဲ့တိုက်ခိုက်မှုဟာဘူးမစစ်ကောင်စီရဲ့လုံလာတဲ့အပိုင်းကြီးဒီခုရ ိုင်းမှာပုံမဆိုးလာတယ်။ဒီလိုတိုက်ခိုက်မှုဟာသူတို့အနေနဲ့ဒီဝေဟင်မှာသူတို့ဆူမှုနိုင်တယ်။နောက်တစ်ချက်ကတော့ဒီတော်လာကြီးအဖွဲ့စည်းကအမိပြအနေနဲ့ပဲဆူမှုနိုင်တဲ့တိုက်ခိုက်နေတဲ့အခြေအနေမျိုးကိုဝေဟင်ကလည်းသူတို့အနေနဲ့ပုံပြီးမှဆူမှုပြီးမှနေမျိုးကိုထိန်းချုပ်နိုင်တဲ့ဆိုတဲ့ဘောကိုကြားနေခြင်းဖြစ်ပါလေ။ကချင်ပြည်နယ်အတွင်းမှာ ဖကလီရဘမောဝိုင်းမော်မြို့နယ်လမြောင်ကျေးရွာစစ်မျက်နှာပြင်တွေဘက်မှာစစ်ရေးအခြေအနေတင်းမာနေတယ်လို့စစ်ကော်မရှင်ပူးပေါင်းတပ်သားတွေပူတာအုပ်ခရိုင်ခေါလံဖူးဘက်ကနေလန်ဆယ်ကျေးရွာဘက်စစ်ကြောင်းထိုးတာရှိတာကြောင့်အော်တိုဘာလ3ပိုင်းကနေတိုက်ပွဲဖြစ်ပွားနေပါတယ်။အဲ့ဒီနေရာဒေသတွေဘက်စစ်ရေးတင်းမာနေချိန်မြစ်ချနာမြစ်ဆုံတောင်ဖက်လန်တလျှောက်ကပလနာကျေးရွာအထက်တန်းကျောင်းအနီးလမ်းဆုံနေရာလိုမျိုးနေရာတချို့မှာပါလက်တလောရဲနဲ့စစ်ကော်မရှင်တပ်သားတချို့ပူးပေါင်းပြီး စောင့်ကြည့်တာတွေမကြာခဏတွေ့လာရတယ်လို့လန်တော်လန်လာမသိင်္ဂါသူတွေကိုပါသာစီစစ်ဆေးတာတွေပြုလုပ်လာတဲ့အတွက်သွာလာရေးခက်ခဲလာတယ်လို့မချင်တဲ့ဒေတာခံပြည်သူတို့ကလည်းမချင်တဲ့တဲ့င်း channel ကိုပြောပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့အစည်း KOK ဥက္ကဋ္ဌဘုချုပ်ချင်းဘန်လာကတော့စစ်ကော်မရှင်အုပ်ချုပ်မှုအောက်မှာနေထိုင်နေတဲ့ပြည်သူတွေအနေနဲ့ကတော့စိုက်တီဖြစ်စေဆန့်ကျင်လို့တွေဖြစ်စေရွေးကောက်ပွဲမှာမဖြစ်မနေပါဝင်ရတော့မှဖြစ်ပြီး တယောက်ချင်းစီရဲ့ပါဝင်မှုဟာတနိုင်ငံလုံးနဲ့ပြည်ထောင်စုအတွင်းအတူရှင်တွဲနေထိုင်တဲ့တိုင်းဒေသတွေရဲ့ကံကြမ္မာကိုဆုံးဖြတ်ပေးခြင်းဖြစ်တာကိုတတိယကြဖို့နဲ့မန်ကန်နဲ့လန်ကျောင်းပေါ်မှာရှောက်လန်ကျဖို့တိုက်တွန်းပြောဆိုထားပါတယ်။ဟာမကြောငါယံဒေရလတာဖောင်ဖက်မတိချတော့ဖုန်ထက်နှံခပ်ပဲဖုန်ငုံနာဖုန်ကပါလခွန်အတန်အလဲငါပြုဝစနာရဲ့ဒေဖုန်လခွန်ကအလွဲ့အလီရဲ့ချခုပလာနာမတူရံမတ်ဝစနာရဲ့ จึงคูมาจันมงอาจารย์เราก็รู้จัดว่านาเย่วงบันจะครบล้านาประตูยักมัดนาแพ้ใครมีจังมีปางาไงကချင်ပြည်နယ်မှာမြို့နယ်16မြို့နယ်ရှိပြီးလာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲအပိုင်းတင်မှာမြစ်နာတနိုင်းခေါလံဖူးနောင်မွန်းပူတောင်နဲ့မိုးညင်းမြို့နယ်တို့ပါဝင်ပါတယ်အပိုင်းနဲ့ကျင်းပမဲ့အထက်မုံကောင်ဝိုင်းမော်နဲ့မချောင်းပေါ်မြို့နယ်တို့ပါဝင်တာကြောင့်စုစုပေါင်း9မြို့နယ်ဖြစ်လာပါတယ် ကချင်ပြည်နယ်ထဲမှာရွေးကောက်ပွဲမလုပ်ဘူးလို့စစ်ကော်မရှင်ကကြေညာထားတဲ့မြို့နယ်တွေကတော့ KIOKA ထိန်းချုပ်ထားတဲ့ဂျီဖွေဆော့လော်စံပရာဘုံနဲ့အန်ဂျန်ယန်မြို့နယ်တို့ဖြစ်ပါတယ်။ဂျန်ရှိနေတဲ့ဖကန်ပမောမိုးမောက်မန်စီချွေကူစတဲ့မြို့နယ်လိုနေရာတွေဘက်မှာတော့စစ်ကော်မရှင်ကမြေပြင်တွေမှာကဝေဟင်ထိုးစစ်တွေနဲ့ပါတိုက်ခိုက်နေတာပါ။ညချင်းသတင်းချာနဲ့ TV အစီအစဉ်ကို အပတ်စဉ်ဂျာတာဗဒင်းနေ့မနေ့၈နိုင်တိုင်းမှာတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်မြစ်စနာသတင်းချန်နယ်ရဲ့ Facebook, YouTube, Telegram, Instagram စတဲ့ online channel တွေမှာလာရောက်ကြည့်ရှုနိုင်ပါတယ်။ပရိသတ်အားလုံးကိုယ်စိတ်နှလုံးသုံးပါစမ်းမချမ်းသာကြပါစေ။